အဲ့တော့ကျမတို့တွေဒီ teaching learning module တွေကနေပြီးတော့မှ unit 2 educational principles and teaching method အခန်းလေးကနေပြီးတော့မှ2.2 teaching method အကြောင်းကိုပြောလာခဲ့တာအားလုံးစုစုပေါင်း5ခုပြီးသွားပြီပေါ့နော်အခုနံပါတ်6တခုကကြတော့ role play အကြောင်းမှာ role play ကတော့ဆရာတို့ဆရာမတို့ ਨੇ တိတ်ပြီးတော့မှစိမ့်တဲ့အကြောင်းရတော့မဟုတ်ဘူးပေါ့နော်ဆရာမတို့ငယ်ငယ်တုန်းက diploma သင်တန်းကျောင်းတွေထဲမှာစတင်နေရင်းနဲ့ ရိုပလေးတွေပါလေလောက်ရတာပဲအရှိပူပါလိမ့်မယ်အထူးသဖြင့်ကျမတို့တွေ community ဟဲ့နှက်စဉ်စင်းတဲ့အခါမျိုးမှာဟိုရက်ွက်ထဲကလူတွေဒါမှမဟုတ်လေရွာတွေကရွာတွေကလူတွေကိုကျမတို့ကျမကြီးပညာပေးတဲ့အခါမှာရိုပလေးတွေအများကြီးလှုပ်ပြပူပါတယ်အဲ့တော့ရိုပလေးနဲ့ပတ်သက်တဲ့ပြောမှကြည့်ကြည့်အောင်နော်အဲ့တော့ရိုပလေးဆိုတာကဘာလဲဆိုတော့သူက a method to instruction ပေါ့နော်အဲ့မှာ instruction ပေးတဲ့နည်းလမ်းတစ်ခုပဲ by actively participate in an enrihas dramatization ြိုတင်ဇက်တိုက်ထားတာမဟုတ်တဲ့ drama တစ်ခုမှဝင်ပြီးတော့မှအပါဝင်တရုပ်ဆောင်ရတဲ့ဟာကိုအဲ့ဒါကို role play လို့ခေါ်တယ်တဲ့အဲ့တော့ role play ဆိုတဲ့နေရာမှာသူကဘာလုပ်ရလဲဆိုတော့ play an assigned character in reality အမှန်တကယ်ရှိခဲ့ဘဝထဲမှာရှိနေတဲ့ဇက်ဆောင်တစ်ယောက်အကြောင်းပေါ့နော်အဲ့ဒါကိုသူက assign လုပ်ပြီးတော့မှအဲ့နေရာမှာကျောင်းသားကနေပြီးတော့ဝင်တရုပ်ဆောင်ပြရတာဆိုတော့အဲ့လိုမျိုးဝင်တရုပ်ဆောင်ပြရတာဖြစ်တဲ့အတွက်ကြောင့်မို့တရုပ်ဆောင်တာပြပြင်းပြပြင်းတလောက်တဘာဝကြတလောက်ပေါ့နော် လန်နာဘက်ကနေပြောမှာဘာရလာလဲဆိုတော့ intended to arouse feeling သူတို့မှာစိတ်ခံစားချက်တွေရှိလာတယ်။နောက် elicit emotional response အဲဆိုရင်သူကခံစားချက်အလျောက်ကိုသူကပြန်ပြီးတော့မှတုံ့ပြန်တာတွေလည်းလုပ်လာကြတယ်တဲ့။အဲ့တော့အဓိကတော့ဘယ်နေရာကိုသင်ကြားပေးရင်ဒီ role play ကိုသုံးလဲဆိုတော့ကျွန်တော်တို့ affective domain ပေါ့နော်။ affective ဆိုတာကကျွန်တော်တို့ attitude ကိုချိန်သွားစေတဲ့ affective domain ကိုသင်ကျင်နေဆိုရင်အဲမျိုးဆိုရင်ကျွန်တော်တို့က role play ကိုသုံးတယ်တဲ့။နောက်တစ်ခုကကျတော့ဘယ်နှစ်ပါးကိုသင်သေးလဲဆိုတော့သူ့မှာကကျတော့ teach to master say skill for application to real life situation အဲ့တော့ teach to master skill ဆိုတာကတကယ်အမှန်တကယ်ဘဝမှာဆောင်ရွက်ရမယ့် skill တွေပေါ့နော်သူတို့ရဲ့လုပ်ရမယ့် skill တွေကိုပို့ပြီးတော့မှကျွမ်းကျင်စေချင်တယ်ဆိုရင်အဲ့မျိုးဆိုရင်ကျွန်တော်တို့က role play ကိုသုံးပါတယ်တဲ့အဲ့တော့ role play လုပ်တဲ့အခါမှာဘာ ਈ ပါမလဲဆိုတော့ understanding of other people ကိုလုံးပြတဲ့ဟာကိုတခြားလူကနားလည်ရမ ဟိုကိုကလှုပ်ပြတယ်တခြားလူကနားမလဲဘူးဆိုရင်လည်းအဲကြီးတဲ့လူကိုကျမတို့ကတင်ပေးခြင်းတဲ့အကြောင်းအရာကဘာမှထိရောက်မှာမဟုတ်အဲ့တော့ကိုလှုပ်ပြနေတဲ့ဟာကိုတခြားလူတွေကနားလဲရမယ်နောက်တစ်ခါ why they behave the way they do သူတို့အခုလှုပ်ပြနေတာဘာလို့လှုပ်ပြနေရတာလဲဆိုတာကိုလည်းသူတို့ကသိရမယ်တဲ့ now အဲ့လိုမျိုးလှုပ်တဲ့အခါမှာပေါ့နော်လူတွေရဲ့ကိုပိုင်တခြားလူတွေရဲ့ feeling တွေကိုယ့်ရဲ့ feeling တွေပေါ်မှာသူက self multiple function to explore သူက function ဟို function တွေအများကြီးရလာစေတယ်ပေါ့နော်အဲ့တော့ဘာတွေရလာလဲဆိုတော့ gain insight သူတို့မှာ insight တွေရလာစေတယ်လူတွေရဲ့အကြောင်းလူတွေရဲ့ value တွေ belief တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှ insight ရလာစေတယ်နောက်တစ်ခါကျတော့ problem solving and decision making skill ပြဿနာကိုဖြေရှင်းနိုင်တာတွေအဆုံးဖြတ်ချက်ချတဲ့နေရာမှာလေသူတို့တွေပို့ပြီးတော့မှရှိလာဟိုလုံးနှလာနိုင်စေရမယ်။ Now explore a topic in more in, in depth more depth ဆိုတာကအကြောင်းအရာတစ်ခု ဟိုခေါင်းစဉ်တစ်ခုကိုဆွေးနွေးလိုက်တဲ့အခါမှာလည်းပို့ပြီးတော့မှလည်းလည်းချင်ချင်ဆွေးနွေးလာနိုင်တယ်။ Better understanding of interpersonal relationship လူတစ်ယောက်နဲ့တစ်ယောက်နဲ့ကြားထဲမှာပြောဆိုဆက်ဆံတဲ့ဟာတွေဟာလည်းအကုန်လုံးကလည်း better understanding ပို့ပြီးတော့မှအနားလည်သဘောပေါက်လာစေတယ်။ဒါပေမဲ့ role play လုပ်တဲ့အခါမှာအဲဒီ role play တစ်ခုကပေါ့နော်ပြဆက်ဇလန်းတို့တစ်ခုဟာသူက actual lunch ကဘလောက်ပဲရှိရမလဲဆိုတော့တုံမယ်ဆိုရင်လည်း9မိနစ်အနည်းဆုံးတော့ရှိရမယ်။ဒါပေမဲ့အများဆုံးကကြတော့သူက15မိနစ်မိနစ်20ထက်ကိုမပိုရဘူးတဲ့။ ။ Now role play မှာပါနေတဲ့ group ထဲမှာပါနေတဲ့လူတွေအကုန်လုံးကလည်းအကုန်လုံးတယောက်မှကျန် active participate ပေါ့နော်။အကုန်လုံးတယောက်မှကျန်ပူးပေါင်းပါဝင်ဆောင်ရွက်ရတဲ့အလုပ်ပဲဖြစ်ရမယ်တဲ့။ဒီအချိန်တက်မှတ်ချက်လေးကတော့ဒါလေးကတော့အရန်တို့တော့လည်းဘာပြောချင်လို့ပြောသွားမှမသိဘူးပေါ့နော်။ အရန်ရှိတဲ့အခါကျတော့လေအဲ့မှာဇလန်းထဲမှာမျောပြီးတော့မှကိုတင်မဲ့အကြောင်းအရာကိုပြောချင်တဲ့အကြောင်းအရာတွေကို audience ကပြည်သက်ကမသိတော့မှဆိုလို့အချိန်တိုင်းတာလေးကိုတော့ highlight လေးလုပ်ထားပေးပါတယ်ဆိုတော့ထုံးစံတိုင်းမှာ advantages of role play disadvantages of role play ရှိပါမယ်ဒါတွေကတော့နည်းနည်းလေးပဲရှိတာပါညာတော့ဖြင့် role play ရဲ့ advantages disadvantages ကလည်းတိတ်တော့လည်းအများကြီးတော့မမေ့တတ်ဘူးပေါ့နော်အဲ့တော့သူက opportunity နည်းနည်းဆိုရင်ကောင်းကျိုးအနေနဲ့ဆိုဘာရလာမလဲဆိုတော့ feeling တွေ attitude တွေအကြောင်းသူရှာဖွေလာနိုင်တာပေါ့နော်နောက်တစ်ခါကျတော့ potential for bridging the gap understanding and feeling သူနားလေတာနဲ့သူခံစားရတဲ့ဂျာထဲမှာ gap ရှိနေတယ်ဆိုရင်လည်းအဲ့ gap ကိုကျမတို့ကကွက်လက်လေးဖြည့်ပေးပြီးသားဖြစ်သွားတယ် narrow the distance between the between and among clients and professionals အဲ့တော့ကျမတို့တွေဒီဘက်ကနေပြီးတော့မှလူနာချင်းချင်းဂျာထဲမှာတော့လကောင်းလူနာနဲ့ဒီ professional ဒီကျမရေဝန်ထမ်းတွေကြားထဲမှာတော့လကောက် narrow the distance အလံဝင်းနေတဲ့အချက်တွေရှိခဲ့တဲ့ဆိုရင်လူနာကဘာလို့ဒီလိုလှုပ်ချင်လဲဆီယမားကဘာလို့ဒီလိုလှုပ်ချင်လဲအဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့ကြားထဲမှာနားလည်မှုလွဲနေတာမျိုးတွေအလံဝင်းနေတာမျိုးတွေရှိခဲ့တဲ့ဆိုရင်လည်းအဲ့ဟိုကွာချားချက်ကိုကျင်းမြောင်းသွားစေတယ်တဲ့ဒါကတော့အကောင်းကျိုးပေါ့နော်ဆိုးကျိုးကဘာဖြစ်လဲဆိုတော့ role play လုပ်တဲ့အခါမှာ limited to a small group ကျမတို့အုပ်စုလေးတွေခွဲပြီးတော့မှလုပ်ရတယ် ။တတချို့တွေကကြတော့သူကဘာဖြစ်လာလဲဆိုတော့အဲ့မှာတယုံဆောင်ရတဲ့အခါမှာကိုတာဝန်ကြတဲ့ assign role ပေါ့နော်။သူတာဝန်ကြတဲ့အခန်းကဏ္ဍကိုသူက overly segregated ဆိုတာကချဲ့ကားလွန်အားကြီးတာ။အမှန်ကတော့တဘာဝအတိုင်းတိတိကျကျဖြစ်ရမှာပေါ့နော်။တဘာဝဆန်ရမှာပေါ့နော်။ဒါပေမဲ့တချို့ကြတော့လည်းအရန်နေအလွန်ကျွန်ချဲ့ကားတာတွေအဲ့ဒါတွေကလည်းသူက disadvantages တွေမှာပါတယ်။တချို့တွေကလည်းအဲ့မျိုး role play လုပ်နေခြင်းအပြင် a role part တယောက်ယောက်ကနေပြီးတော့မှသူ့ရဲ့အခန်းကဏ္ဍကနေပြီးတော့မှ lose its realism and credibility if played too dramatically အရင်နေ့ drama တွေခင်းလွန်အားကြီးတဲ့ကကြတော့အမှန်တရားနဲ့မကိုက်ညီတော့ဘဲနဲ့လွတ်ထွက်သွားတာမျိုးတွေရှိနိုင်တယ်။တချို့တွေကကြတော့သူကတချို့ participant တွေကကြတော့သူတို့ရဲ့ role တွေအတိုင်းသူတို့သရုပ်ဆောင်ပြတဲ့အခါမှာ discomfort ဖြစ်တယ်။သူတို့သိပ်ပြီးတော့မှမကြိုက်ဘူးမလုပ်ချင်ဘူးပေါ့နော်။အဲ့လိုမျိုး discomfort ဖြစ်လာတဲ့အခါမျိုးကြရင် inability to develop them sufficiently ဆိုတာကသူတို့လုပ်ရမယ့်အပိုင်းကိုသူတို့ ပြပြပြင်းပြင်းမလုံနိုင်တာမျိုးတွေလည်းဖြစ်နိုင်တယ်။တို့ဒီဒီ character ကြီးကိုတရုတ်မဆောင်ခြင်းဘူး။အဲ့လိုမျိုးဆိုရင်တို့လောက်ရမယ့်အပိုင်းတွေကမပြပြင်းဘူး။မပြပြင်းဘူးဆိုရင်ကျမတို့က audience ကိုလန်နာကိုပြောချင်တဲ့အထိပ္ပယ်အားကြတော့မှားယွင်းသွားတာမျိုးတွေလည်းဖြစ်လာနိုင်တယ်တဲ့။ဒါကတော့ disadvantages ပေါ့နော်။ဆိုတော့အဲ့ role play လေးပြီးသွားပြီဆိုရင်တော့ teaching method method တွေထဲမှာနောက်ဆုံးတစ်ခုကျန်တာကတော့ self instruction လေးအကြောင်းတစ်ခုပဲကျန်တော့တာပါ။ခဏနေကြရင်အဲ့ဒီအကြောင်းလေးကိုဆက်ပြီးတော့မှရှင်းပြပေးပါမယ်နော်။